ဒေါ်လာထောင်ချီတန်ဖိုးရှိတဲ့ပရိဘောကတွေကိုအစာစားရစွန့်ပစ်သူတွေနဲ့အခုလိုမျိုးထုတ်လုပ်နေကြတယ်။ပရိသတ်များအားလုံးပဲမင်္ဂလာပါမြောက်ဘာမအိတ်တုံလုံး channel ကနေပြန်လဲကြိုဆိုလိုက်ပါရစေ။ဘန်ကူးဗားဆိုတဲ့မြို့ကကနေဒါနိုင်ငံမှာတည်ရှိပါရစေ။ဒီမြို့ကအစားတောင်းတဲ့ပတ်သက်လို့တကယ်ကို crazy ဖြစ်ကြမယ်ထင်ပါရစေ။တနည်းပြောရရင်တော့အစားတလိုက်နေလာမပြောတတ်ပါဘူး။ဘာလို့လဲဆိုတော့ဒီမြို့ကလူတွေကတနည်းကိုအစာစားရတူအချောင်းကြီးတသိန်းလောက်ထိတောင်နေစဉ်စွန့်ပစ်တတ်ကြတယ်လို့သိရပါရစေ။ ဒီတူတွေကိုတင်ဆက်ရတာကလည်းအလုပ်တစ်ခုလိုဖြစ်နေပြီးဒီတူတွေကိုဖြက်စီးပြရတာနဲ့အတော်လေးကိုအလုပ်ရှုပ်ရပါပြီ။ဒါပေမဲ့အခုဆိုရင်တော့စီပင်ဝင်တန်းတွေကအဲ့ဒီတူကိုအလုပ်ရှုပ်ခံပြီးလိုက်လံတင်ဆက်စရာမလိုအပ်တော့ပါဘူး။ဘာလို့လဲဆိုရင်တော့အခုဆိုရင်ကုမ္ပဏီတစ်ခုကစွန့်ပစ်ထားတဲ့ဒီတူတွေနဲ့အိမ်သုံးပရိဘောဂါတွေပြုလုပ်နေပြီဖြစ်တာကြောင့်စားတောက်ဆိုင်တွေကနေစွန့်ပစ်လိုက်တဲ့တူတွေကိုကုမ္ပဏီကပဲလိုက်လံတင်ဆက်နေပြီဖြစ်တာကြောင့်ဖြစ်ပါပြီ။ဒီနေ့ဗီဒီယိုလေးထဲမှာတော့စွန့်ပစ်တူတွေနဲ့အိမ်သုံးပရိဘောဂါတွေကိုဘယ်လိုထုတ်လုပ်နေလဲဆိုတာနဲ့ပတ်သက်ပြီးတင်ဆက်ပေးလိုက်ရပါပြီ။ကုမ္ပဏီရဲ့နာမည်ကတော့ Chop Bell လို့ခေါ်ပါပြီ။ ကုမ္ပဏီကစွန့်ပစ်သူတွေနဲ့ပရိဘောဂတွေပြုလုပ်နေပြီးတော့ဈေးကွက်ထဲကိုပြန်လဲရောင်းချနေတာပါအရင်ဆုံးကုမ္ပဏီဝန်ထမ်းတွေကဘန်ကူဘာမြို့ရဲ့မြို့နယ်အနီးတစ်ဝိုက်မှာရှိတဲ့နေရာရဲမှာရှိတဲ့စားတောက်ဆိုင်ပေါင်း300ကျော်ကနေစွန့်ပစ်ထားတဲ့သူတွေကိုကားတွေနဲ့နေ့စဉ်တွားရောက်သိမ်းဆည်းကြပါရီရှိသမျှစားတောက်ဆိုင်နေစီကနေစွန့်ပစ်သူတွေအားလုံးစုဆောင်းပြီးပြီဆိုတဲ့အခါမှာစက်ရုံစီကိုကားနဲ့တေလာကြပါရီစက်ရုံကိုရောက်တဲ့အချိန်မှာတော့သူတွေကိုလှုပ်ရမ်းနေတဲ့ဆက်သေးထည့်ပြီးတညီတညာလေးဖြစ်အောင်လို့စီယူပါရီ စီထားတဲ့တူတွေကိုအခုလိုမျိုးစကားပေါက်တွေပေါဝင်တဲ့တစ်တောင်ရဲ့တခုရဲကိုအသေးချစီပြီးတော့ထည့်ပါရီပြီးရင်တော့တူတွေကိုရေနဲ့အခြေခံထုတ်လုပ်ထားတဲ့ဆေးရည်တမျိုးတွေကိုစိမ့်ပေးရပါရီအလိုလိုလိုက်ရင်တူတွေကိုအကာအကွယ်လွှာပုံစံတစ်ခုလိုမျိုးဖြစ်သွားစေပါရီအဲ့ဒါပြီးရင်တော့တူတွေကိုဆက်ယူပြီးဗန်းကြီးတွေမှာထည့်ရပါရီဒီဗန်းကြီးတွေကအထူးပြုလုပ်ထားတဲ့မီးပိုကြီးတွေကိုထည့်ပြီးတော့အပူပေးရတာပါ အပူပေးရတဲ့အချိန်က9နာရီဖြစ်ရမှာဖြစ်ပါရီအပူပေးတဲ့အချိန်မှာအပူချိန်ကို200ဒီဂရီဆယ်စီယပ်ဖြစ်အောင်လို့ကူးဆက်ချိန်ညှိပေးရပါရီဘာဖြစ်လို့ဒီလောက်ထိအပူချိန်မြင့်လာလဲဆိုတော့တူတွေကဆွန့်ပစ်တူတွေပါယောဂပိုးတွေပါလာနေတာဖြစ်ပါရီယောဂပိုးတွေရှိနေရင်တည်သွားရအောင်လို့အခုလိုမျိုးတူတွေကို200ဒီဂရီလောက်ရှိတဲ့အပူချိန်နဲ့အပူပေးတာဖြစ်ပါရီ9နာရီပြည့်တဲ့အချိန်ကျရင်တော့တူတွေကိုမိဖို့တွေကနေပြန်ထုတ်ပြီးတော့အပူချိန်ကြောင့်မာကျောနေတဲ့တူတွေကိုတန်ရိုက်တူနဲ့ထုတ်ပေးရပါရီပြီးရင်တော့ခွက်တွေတွေကိုထည့်ပြီးတော့ခွက်အလုံးမှာပါဝင်တဲ့တူတွေရဲ့အလေးချိန်ကို အားလုံးတူညီအောင်ဘယူဒီဇိုင်းနဲ့ချိန်တွေ့ပေးရပါတယ်။အဒီရှင်ပြီးရင်တော့တူတွေကိုဟိုက်ဒရိုလစ်ဆက်ကြီးနဲ့ဖိသိမ့်ရပါတယ်။ PSI ရာနဲ့ချီတဲ့ဖိအားနဲ့ဖိသိမ့်ပေးရတာဖြစ်ပါတယ်။ဒါမှသာတူတွေကတသားရေးဖြစ်သွားကြမှာပေါ့။ဆက်သေးကနေပြန်ထွက်လာရင်တော့တူတွေကတစ်ခုနဲ့တစ်ခုခွာလို့တောင်မရတော့ပါဘူး။ဒါကိုကော်ဘက်ဆက်တက်ရမှာဖြစ်ပါတယ်။ နောက်ဆက်နေနဲ့လက်သမားတွေကပြုလုပ်မဲ့ pre-book တွေကိုပုံသင်ပြုလုပ်ကြရပါပြီ။အခုမြင်တွေ့နေရတဲ့ဒီဇက်ပွဲဆိုရင်ဒေါ်လာ1000လောက်အထိတောင်တန်ချေးရှိပါပြီ။စက်ရုံကဝေယူသူတွေအမှားစားတိုင်း pre-book တွေကိုစိတ်တိုင်းချပြုလုပ်ပေးပါပြီ။ဇက်ပွဲတွေပြုလုပ်ရမှာတော့တစ်ချက်နဲ့တစ်ချက်တစ်သားကတ်တဲ့ကောင်နဲ့ကတ်ယူပြီးလိုချင်တဲ့အရွယ်စားရအောင်ပုံဖော်ကြတာပါ။အဲဒီနောက်မှာတော့အဝိုင်းလား၄တောင်လားဆိုတာနောက်ဆက်မှာဆက်လက်ပြုလုပ်ကြပါပြီ။ အခုဆိုရင်တော့ကုမ္ပဏီကအမိုက်ပုံမှာဒီတိုင်းဆွန့်ပစ်ပြီးတော့အမိုက်ရှုပ်စေမဲ့2ရေအတွက်33တန်းကျော်ကိုတန်မိုးရှိတဲ့ပရိဘောကတွေဖြစ်အသွင်ပြောင်းနိုင်ခဲ့ပြီးဖြစ်ပါတယ်။အခုဆိုရင်တော့ထုတ်ကုန်မျိုးစားပေါင်း30ကျော်လောက်ထိထုတ်လုပ်လာနိုင်ပြီဖြစ်ပြီးလေကားခြေနေနေကြွေပြားအစားတို့နဲ့ရကက်ဒေတာပြားတွေထိပါထုတ်လုပ်လာနိုင်ခဲ့ပြီးဖြစ်ပါတယ်။ကုမ္ပဏီရဲ့ထုတ်ကုန်တွေကအခုဆိုရင်တော့လူတွေလက်ခံကြတဲ့ဈေးကွက်ရဲ့နံပါတ်1ရောင်းအားအကောင်းဆုံးပစ္စည်းတွေဖြစ်လာနေပါပြီ။အမိုက်ကနေရွှေဖြစ်သွားအောင်နီလန်းရှာဖွေခဲ့ကြတာပါ။ အောင်မြင်သွားတော့လည်းပိုက်ဆံတွေထိုင်ပြီးတော့အသက်ယူနေရုံပါပဲ။ဗီဒီယိုကိုဇုံလေးလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ညော။နောက်ရက်ဗီဒီယိုတွေမှာကျွန်တော်တို့ထပ်မံပြီးတော့အဆုံတွေ့ကြရအောင်ပါ။